ိုင်းရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဒီလေး YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ထိတ်လေပိတ်အထီးကီးကဏ္ဍ၃လုံးယူတဲ့နေ့ကိုဒီနေ့နဲ့တော့ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်နောက်ထပ်တွေးထားတာလေးကိုပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေများအထောက်အကူရအောင်ဖြစ်ပါတယ်ဒီကိုလျှောက်တုံများတစ်တစ်လျှောက်ကနေနှစ်တုံများငါလျှောက်ကိုတုံများခြားပေးတော့တဲ့ဒီပင်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဒီ9နာကျင်အား78 8နာကျင်အား76ဆိုတော့အချိန်နဲ့6ပေါင်းရှင်း14ဖြစ်ပါတယ် တင်းနေကြနေနေခွန်ပေါင်း9ဆိုတဲ့အတွက်တဖန်ဒီလေး9ပေါင်း83 3လေးလေးကိုနေပေါင်း6အဲ့ဒီ3လေး6ကိုကျွန်တော်ကိအဖြစ်ယူထားတာဖြစ်ပါတယ်နောက်ထပ်တစ်ပြန်မှာကသူက693များဆိုတဲ့အတွက်ကျွန်တော်ဒီကီ3လုံးထဲက6ကလုံးထိစီနေရကအခြားပေးထားတာဖြစ်ပါတယ်โอเคအဲ့ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်693ကနေထပ်ပြီးတော့ချင်းပြပေးတော့မှာဖြစ်ပါတယ် ဒီနေ့နဲ့ချိန်ပေါင်းရှင်းက၄ဖြစ်ပါတယ်6နဲ့ချိန်က7နှစ်နှစ်ခွန်ပေါင်း9ဆိုတဲ့အတွက်ဒီ၄ကိုပေါင်းရှင်း73ဆိုတဲ့အတွက်36ကီးပဲထပ်ပြီးရတာပေါ့နော်နောက်ထပ်တစ်ပြင်မှာက993ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီတီကီ3လုံးထဲကအတီကီ3တလုံးကအပိတ်နေရာကဖြစ်ပါတယ်ခင်ဗျာ OK 933ည993ဆိုတဲ့အတွက်9နှစ်ချိန်က30 3နှစ်ချိန်ပေါင်း6 4နှစ်ချိန်က8 895ဆိုတဲ့အတွက် ရှောင်းနေ9ပေါင်း7တင်းတင်းလေးကြီးပဲထပ်ပြီးရတာပါဗောနော။ Okay နောက်ထပ်ပြန်မှာက9တောင်ညာ၄ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကြီးအနေနဲ့အလေးသလုံးခြာပေးသွားတာဖြစ်ပါတယ်။ငါးတောင်ညာ၄ကနေဒီနေ့တိုင်းပဲထပ်ပြီးလေးလာကြည့်မယ်ဗောနော။ဒီ9နာချိန်30တင်းနာချိန်ကနေဖြစ်ပါတယ်။3ခွန်30တုံးသလုံးကြာမှာဗောနော။နေ၃ပေါင်းရှန်၅၅၆ရှောက်ကိုနေပေါင်း၈ဆိုတဲ့အတွက်၅ရှောက်၈အထီးကြီး၃လုံးပါ၅တုံများ၃ဖြစ်ပါတယ် โอเคဒါကြောင့်မို့အထီးကိအနေနဲ့ငါးသလုံးထိဆီးနေရတာဖြစ်ပါတယ်โอเคနောက်ထပ်ဒီတော့လေးနှစ်ကြိမ်အရှိပါတော့၃နှစ်ကြိမ်၆ဆိုရတဲ့အရှင်းနှောက်ပေါင်း94 6 6ခွန်ပေါင်း73 4 3ပေါင်းချင်းခွန်ခွန်ကိုနှစ်တိတိုးတာ8 8ခွန်နှစ်ပေါင်း30 9 8 3များအထီးကိမှာနောက်ထပ်တစ်ပင်ဒူချပေးသွားတာက336ဖြစ်ပါတယ်။ဒါကြောင့်မို့အဲ့ဒီမှာ9 8စိတ်ကိတပင်ဖောက်သွားတယ်ပေါ့နော်။ โอเค336ကနေထပ်ပြီးလေ့လာကြည့်အောင်3နှစ်ကျင်6ရှောင်းနှစ်ကျင်ကဆနစ်ရှောင်းနှစ်နှစ်ပေါင်း10ဖြစ်ပါတယ်နှစ်နှစ်ကျင်က4 4 7ဆိုတဲ့အတွက်ရှင်းနေတက်ထပ်ပေါင်းတော့9 9 3ညာနှစ်အထီးကြီးရတယ်ပေါ့နော်နောက်ထပ်တစ်ပြန်မှာက3ညာ4တစ်ဖြစ်ပါတယ်336ပြီးတော့3ညာ4တစ်ဆိုတဲ့အထီးကြီး3ညာတစ်လုံးကထိစီနေရာကဖြစ်ပါတယ် โอเคถ้าพี่တော့တုံညာလေးဒီတပင်ကနေထပ်ပြီးတက်ပြမယ်ပေါ့เนาะ၄နာချင်အချစ်၄နာချင်အချစ်ရှစ်ခွန်55ရှင်းနံ၅ပေါင်း83ဆိုတဲ့အတွက်ကျွန်တော်36အထီးကြီးရမှာဖြစ်ပါတယ်တုံညာ9 9 6 6ခွန်ဆိုတဲ့အတွက်6 6ခွန်ချပေးသွားတယ်ပေါ့เนาะအထီးကြီးအနေနဲ့6တလုံးကအလေထိုင်နေရာကချပေးသွားတာဖြစ်ပါတယ်9နာကြိမ်ပေါင်းသာ78ဖြစ်ပါတယ်2နာကြိမ်အသေးလေးခွန်73ဆိုတဲ့အတွက်ရှင်းတဲ့ပေါင်းကို9တုံများနေအထီးကြီးရတယ်ပေါ့နော် 6တုံများ6ဆိုတဲ့အတွက်အထီးကီးတုံများတစ်လုံးကအလဲထိန်နေရာကဖြစ်ပါတယ်။ဒါကကျွန်တော်2024ဟာဒီဖြစ်ပါတယ်ပေါ့နော်။အဲ့မှာနိနတ်ရှင်းပေါင်း30ဖြစ်ပါတယ်။9နတ်ကျင်ဟာ16ရှစ်ခွန်ပေါင်း55ဆိုတဲ့အတွက်တုံများနဲ့5ပေါင်းရှင်း5 5 6ရှောက်ကုန်နှစ်ပေါင်း8 5 6ရှစ်အထီးကီးတုံလုံးထဲက6ရှောက်နှစ်ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကအနေနဲ့6သလုံးထိတ်စီနဲ့အလဲထိုင်နေရမှာဖြာပေးထားတာဖြစ်ပါတယ်ပေါ့နော်။ ။ Okay ရှောင်းရှောင်းနဲ့ကနေထပ်ပြီးတော့တွေ့ပြပေးသွားမှာဖြစ်ပါတယ်။ဒီ6နှစ်ကြိမ်ပေါင်းချင်းစနစ်ဖြစ်ပါတယ်။3နှစ်ကြိမ်က6 9နှစ်ပေါင်းတာ73ဖြစ်မယ်ပေါ့နော်။နှစ်3ပေါင်း5 5ရှောင်းရှစ်အထီးကြီးပဲထပ်ပြီးရတာဖြစ်ပါတယ်။ရှောင်းရှောင်းနေပြီးတော့နောက်ထပ်တစ်ပင်မှာ6ရှောင်း5ရှာပေးသွားတဲ့အတွက်ကျွန်တော်တို့5ရှောင်းရှစ်ထဲကအထီးကြီး5ရဲ့ရှောင်းရဲ့အပြီးရှာပေးသွားတာဖြစ်ပါတယ်ခင်ဗျာ။ โอเคကျွန်တော်တို့665တပင်ကနေထပ်ပြီးတော့ပေးဦးမလားဆိုတာလေးအတွက်ကြည့်မယ်ပေါ့နော်ဒီ9နှစ်ချိန်အဆက်လေး၄နှစ်နှစ်ပေါင်းရှင်6ဖြစ်မယ်ပေါ့နော်ဒီ9နှစ်ချိန်က30ခုနှစ်ကတစ်ချိန်ဆိုတဲ့အတွက်6နှစ်ခုပေါင်း73ရာတွေအတွက်344ကိုနှစ်ပေါင်း6 36ကြီးဖြစ်မှာပေါ့နော်96နှစ်ခြာပြီးသွားတဲ့အတွက်အတီကီအနေနဲ့6သလုံးကအလေထိုင်နေရာကခြာပြီးသွားတာဖြစ်ပါတယ် โอเคဒီနေ့တံပဲ6ရောင်းနေကနေထပ်ပြီးတော့လေးလာကြည့်မယ်ပေါ့နော်ဒီလေးနှစ်ချိန်က8 8က3ချိန်ဖြစ်သွားမယ်ပေါ့နော်20နဲ့4ဖြစ်ပါတယ်3ညနဲ့ခွန်ပေါင်းရှင်းခုနှစ်အလေးခွန်က17ရာတွေအတွက်1နှစ်4အထီကီး3လုံးရမှာပေါ့နော်နောက်ထပ်တစ်ပြင်မှာက3ညအလေးလေးဖြစ်ပါတယ်ဒါကြောင့်မို့အထီကီးအနေနဲ့အလေးသလုံးအလေးနဲ့အပိတ်နေရာမှာခြားပေးတော့တာဖြစ်ပါတယ်ပေါ့နော် တုံညာလေးလေးတပင်ကနေထပ်ပြီးတွက်ကြည့်လိုက်တော့၃နှစ်ကျင်းပေါင်း6 3ခုပေါင်း၃၀၃ညလုံးကျန်တဲ့အတွက်6နဲ့3နဲ့ထပ်ပေါင်း9 9တုံညာနေအထီးကီ၃လုံးထဲကနေနေတစ်ချပေးသွားတယ်ပေါ့နော်အထီးကီ၃လုံးထဲကနေတလုံးအထိုင်စီနဲ့အလဲထိုင်နေရာမှာချပေးသွားတာဖြစ်ပါတယ်နေနေတဲ့တပင်ကနေထပ်ပြီးတွက်ကြည့်မယ်ပေါ့နော်ဆိုတော့ဒီမှာပေါင်းရှင်းချရတာဖြစ်ပါတယ်3 3တလုံးကျန်တဲ့အတွက်ရှင်းနဲ့3 7တင်းနေလေးအထီးကီး3လုံးရမှာဖြစ်ပါတယ် နေနေသေးပြီးတော့နောက်ထပ်တစ်ပြင်မှာတူချပေးသွားတာကချစ်လေး၃ပါနော်အထီးကိလေးသလုံးအလေးထိုင်နေရကဖြစ်ပါတယ်။ Okay နောက်ထပ်6နာချိန်စနစ်6နာချိန်စနစ်ဆိုတော့ပေါင်းရှင်းသေးရမယ်ပေါ့နော်။ဒီ6နာချိန်ကစနစ်နေခုံပေါင်းရှင်ကို49ပေါင်းရှင်73ရတဲ့အတွက်346အထီကီးတောင်းလုံးရမယ်ပါနော်။နောက်ထပ်တစ်ပြင်မှာက663ဖြစ်ပါတယ်။ဒါကြောင့်မို့အထီကီးအနေနဲ့6ရက်3ရက်ဖြစ်ပါတယ်။လေပိတ်နေရာမှာပါနော်။ ချင်းရှောက်တော့ငါနေထပ်အတွက်တော့9ကြိမ်16နှစ်နှစ်ကြိမ်လေးလေးခွန်73ဆိုရအတွက်ရှင်းနေတဲ့ပေါင်ကုန်းကိုတုံများနှစ်အထီးကီးမှာတူရှားပေးတော့တာကနှစ်တုံညာကိုဖြစ်ပါတယ်။အဲ့ဒီတပင်မှာတော့ကီးတောင်းလုံးအပြီးရှားပေးတော့တာမနော်။နှစ်တုံညာကိုဆိုပြီးတော့အဲ့မှာတောင်းလုံးကီးတောင်းလုံးအပြီးရှားပေးတော့တာဖြစ်ပါတယ်။ဒီခွန်330ခွန်330ပေါ့နော်။9ကြိမ်30ခုနှစ်နဲ့ထပ်ပေါင်းတော့900ရမှာဖြစ်ပါတယ်။ တုံညာနဲ့ခွန်ပေါင်းခွန်ခွန်ရှိရှိကောနေပေါင်းတဲ့ခွန်ရှိတုံညာကီမှာခုံခုံကိုးချပေးသွားတာဖြစ်ပါတယ်။နေတုံညာကိုးပြီးတော့နောက်ထောက်နောက်နောက်ထပ်တစ်ပြင်မှာခွန်ခွန်ကိုးပါနော်။ဒီ69တုံညာကနေစပြီးတော့တွယ်လာတာဆိုရင်ကျွန်တော်ဒီ33ချက်မှာတပြင်ပေါ်ပြီးတော့တုံညာလေးတစ်တပြင်ကနေတောက်လျှောက်ထပ်ပြီးချပေးလာတာဖြစ်ပါတယ်ပါနော်။ခွန်ခွန်ကိုးကနေကျွန်တော်ထပ်ပြီးလည်လာကြည့်အောင်ပါခင်ဗျာ။ ဒါနှစ်ဦးတစ်ကြိမ်ဟာဖြစ်ပါတယ်ဗောနော်ဆိုတော့ဒီခြေနှစ်ကြိမ်ပေါင်းချင်း16ဖြစ်ပါတယ်နှစ်နှစ်ကြိမ်ဟာ၄၄ခွန်17 16ပေါင်းခွန်ခွန်73များအထူးကြီးရတယ်ဗောနော်ကျွန်တော်တို့နှစ်ကြိမ်မှာကခွန်3များ3များရှားပေးသွားတာဖြစ်ပါတယ်။ဒါကြောင့်မို့ခွန်3များကြီးပေါ့နော်ခွန်3များအပြီးရှားပေးသွားတာဖြစ်ပါတယ်။ဒါကနှစ်ကြိမ်ကဟာပေါ့နော်နှစ်ကြိမ်ကနေထပ်ပြီးလည်လာကြည့်အောင် တစ်စေ10နဲ့ခွန်ပေါင်းခွန်80ကီပဲထပ်ပြီးရတယ်ပေါ့နော်။သုံးချိန်မှာဒူရှားပေးသွားတာက3ခွန်ခွန်ဖြစ်ပါတယ်။ဒါကြောင့်မို့အထီးကြီးခုနှစ်တလုံးအလေနဲ့အပိတ်နေရာမှာထပ်ပြီးရှားပေးသွားတယ်ပေါ့နော်။ Okay ကျွန်တော်3ခွန်ခွန်အနေနဲ့ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ရှောင်းနဲ့၄ပေါင်း10ရှောင်းနဲ့၄တလုံးကျန်တယ်ပေါ့နော်။နောက်တစ်ခုခွန်လေခွန်က73ဆိုတဲ့အတွက်တင်းတင်းလေးပေါင်းချင်းရတယ်ပေါ့နော်။ကီး၃လုံးထဲက89လေးဆိုတဲ့အတွက် အထီးကိတ်ကလေးသလုံးအပိတ်နေရာမှာရှားပေးသွားတယ်ပေါ့နော်ရှစ်ကိုလေးကနေထပ်ပြီးတော့တူတူပေါင်းကြည့်မယ်ဒီရှစ်နှစ်ချိန်16တိနှစ်ချိန်နှစ်6ရဲ့နှစ်ရဲ့ပေါင်းရှင်းရှိရတယ်ခွန်85 96 69နှစ်ပေါင်း10 968ကိင်းထဲမှာသူရှားပေးသွားတာက963ပေါ့နော်ဒါကြောင့်မို့အထီးကိတ်အနေနဲ့9နဲ့6နဲ့ကိင်းနှလုံးစလုံးရှားပေးသွားတာဖြစ်ပါတယ် 963ကနေ6ကြိမ်အတွက်ထပ်ပြီးလေလာကြည့်အောင်9နာကြိမ်အားဆန်သေး9နာကြိမ်30 3နာကြိမ်6 63ဆွေအတွက်43ပေါင်းရှင်းခွန်ခွန်8 8နှစ်ပေါင်း30တနည်းအရခွန်8 3များအထီးကြီး3လုံးရနေတာဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့ဒီ3ညာလေးတေကနေစာပြီးတော့ top 6ကိုထပ်ပြီးခြားပေးလာခဲ့တဲ့ကီ3လုံးယူတဲ့နေ့ဖြစ်ပါတယ်ဗောနော်ဒါကျွန်တော်တို့မိတ်ဆွေများတနည်းလေလာလို့ရအောင် တင်ပြပေးရှင်းတာဖြစ်ပါတယ်ကျွန်တော်တို့တနည်းအရအခွန်80ကီးပေါ့နော်ကျွန်တော်ဒီကီးလွယ်လွယ်လေးတင်ပေးထားတယ်ပေါ့နော်3963ကနေတောက်လျှောက်ကိုပေးနေခဲ့တဲ့ကျွန်တော်အထီးကီး3လုံးယူတဲ့နေ့ပေါ့နော်တနည်းကအရှိမပြားထားအတဲ့နေ့တိုင်းပဲရှောင်းနဲ့မြောင်းလိုက်ရုံပဲပေါ့နော်တောင်ညာလေးလေးဒီနေ့တဲ့၈၄တောင်း၈၆တောင်းနှစ်တောင်ညာ၉၀၀၉၉၉၉၈၉လေး၅၆တောင်း ဒီတစ်ပတ်မှာနေကိုလေးအထိဖြစ်ပါတယ်ပေါ့နော်20အရထပ်ပြီးရှာပေးသွားခဲ့မယ်ဆိုရင်ပေါ့နော်အဲ့ဒီမှာ20နံမျိုးဆိုရင်တော့ကျွန်တော်တို့ဒီမှာနေကိုလေးနဲ့ခွန်80နဲ့ဖြစ်မယ်ပေါ့နော်ကျွန်တော်963မှာဒီဘက်ကရှင်းကားတော့များဒီဘက်က963 968ဆိုတဲ့အတွက်အတီကင်း၅တလုံးတူတယ်ပေါ့နော်အဲ့မှာတင်းတင်းလေးနဲ့ရှင်းကားတော့များမှာ69လေးဒီတစ်ပတ်မှာတော့ကျွန်တော်တို့69လေးနဲ့80ကင်းဆိုပြီ တန်နီနှစ်ခုစလုံးချပီချပီတော့မလားဆိုလေးကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်။ Okay ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။